တောင်ရင်သားနတ်ပြည်ကနေပြီးတော့အဘိဓမ္မာကိုဟောပြီးတော့ပြန်ဆင်းလာတဲ့မြတ်ဗုဒ္ဓကိုဟုတ်လားမီးထွန်းပူဇော်ကြတဲ့ဝဲပေါ့အခုကဗုဒ္ဓမဆင်းလာပဲနဲ့ပါရဂလိုက်တာကဆင်းချလာပြီးတော့ဘုံကျဲချလိုက်တဲ့ကိစ္စအဲ့ဒါဆိုဒီလိုမျိုးဖြစ်နေတဲ့ဟာတွေကိုဟုတ်လားခုံတော်ကြီးဟောတာရှိတယ်အဲ့ဒါပါလဲဆိုမြမပြီမှာလူဖြစ်ရတာမြတ်မကံကောင်းတယ်ထေရဝါဒ နဲ့ကြုံရတာဟာတန်ဖိုးရှိတယ်ဟလာလူဖြစ်ရချိုးနဲ့တယ်ဆိုတော့အဲ့လိုမျိုးခဏခဏပြောတာကိုကျွန်တော်ကြားဘူးတော့ဆိုတော့ဒီအဖြစ်ပြက်ကတကယ်ရောလူဖြစ်ရချိုးနဲ့ရလားဆိုမြန်မာပြည်မှာလူဖြစ်ရချိုးနဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်တန်တရားအကြီးကြီးရှိတယ်နောက်ပြီးတော့အဲ့စအချမ်းဖတ်အုပ်စုနဲ့အလွမ်းတင်နေတဲ့ဆရာတော်ကြီးကိုဟောတဲ့တရားတော်ဆိုတာတွေကိုကျွန်တော်တန်တရားအကြီးကြီးရှိပါတယ်အဲ့ဒါတော့ကျွန်တော်ဒီကနေပြောခြင်းတယ်အဲ့ဒါတော့ကျွန်တော်တန်တရားအကြီးကြီးရှိတယ်ဆိုတော့ ဒါဆိုရင်အခုစစ်တပ်ကအကြမ်းဖက်စစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးမရောက်လာရင်ပါမယ်သူတို့အပေါင်းပါတွေရအောင်တကယ်ဗုဒ္ဓဘာသာဝင်အစ်စ်တေလားဆိုတော့ကျွန်တော်အခုအမြဲတမ်းမေးခွန်းထုတ်မိနေတယ်နော်ဒါအပြင်သူတို့နဲ့အတူတူသူတို့ရဲ့ကြံဘာတွေဖြစ်တဲ့ဒီ war criminals တွေရဲ့စစ်ရာဇွဲကောင်တွေရဲ့နဲ့အလွမ်းတင်နေတဲ့စစ်ခရိုနီတွေခရိုနီ စီးပွားရေးသမားတွေရအောင်ဗုဒ္ဓဘာသာဝင်တွေဟုတ်ရဲ့လားအရေးချုပ်ဗုဒ္ဓဘာသာဝင်တွေပဲလားဆိုတော့